ဥစားနဲ့ကျွန်တော်မြင်းလေးဝါလာရှင်များအားလုံးကို magic ဆုံးကျွန်တော်ဆုံညောကနေကျေးဇူးပါတယ်ဒီ program လေးကိုဝင် join ပြီးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အမခံပါတယ်အခုကျွန်တော်တလဝ2000ပဲပေးထားရတဲ့တင်နန်းလေးရတကယ်တော့အရင်ကအင်္ဂလိပ်သင်ငွေတွေဝယ်လို့ရှိရင်တစ်ခွက်ထဲကိုတော့3000ပေးရတာရှိတယ်နော်6000ပေးရတာရှိပါတယ်အဲဒီတင်နန်းလေးကို လုတ်ပြရတဲ့အကြောင်းအရာလဲကျွန်တော်အနေနဲ့ဒီမျက်လက်တွေအများကြီးကိုဟိုကိုမပေါ့နော်တကယ်တိတိကျကျမသုံးပြစ်ပဲနဲ့ဒီတိုင်းကျွန်တော်ဆက်ပြေးထဲမှာရှိနေမယ်သူတို့အားလုံးဝါနာရှင်တွေလေ့လာလို့ရသွားအောင်လုပ်ပေးတာပါပြီးတော့မြန်မာသင်ွေမရှိဘူးဘာလို့ခွေတွေကတော့အင်္ဂလိပ်လိုပဲပြီးတော့ ွေလေးလာဖို့အခက်အခဲဖြစ်နေတဲ့သူတွေအားလုံးအဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးပထမဆုံးဗီဒီယိုလေးပါတခုတော့ပြောပြနေပါတယ်။တချို့သောပြွက်တွေကကိုသိမိသားဖြစ်ကောင်းဖြစ်မယ်။တချို့သောပြွက်တွေကကိုလုံးဝမသိတာဖြစ်ဖြစ်ဖြစ်မယ်။ဒီလိုပဲဆိုစေကကလားမှတစ်ထောင်နဲ့ယူလာတဲ့အတွက်ပေးရတဲ့ဝင်ကြီးနဲ့ရလိုက်တဲ့ပညာရက်ကတန်တယ်လို့ဖြစ်စေရမယ်နော်။ကျွန်တော်အဲ့တော့သက်ွက်ရင်စပြပါမယ်။အဲ့တော့ ခုနကတော့ performance 3ခွက်ကိုကြည့်ခဲ့ပြီးပြီဆိုတော့ကျွန်တော်ဒီ presentation ပဲဒီ secret ကိုပဲကျွန်တော်တန်းပြတော့မယ်เนาะအဲ့တော့ဟုတ်ပြီကျွန်တော်တေးပင်ပြခွက်အကြောင်းအရင်ပြောအောင်တေးပင်ပြခွက်မှာကျွန်တော်ဒီလိုတေးပင်ပေါ့เนาะဒီလိုလက်မှာဆွတ်ထားလဲရတယ်ဒီလိုကင်ထားလဲရတယ်အရင်ဆုံးလောက်မှာကျွန်တော်တို့တေးပင်သုံးမယ်လို့ပါမယ်အယောင်စုသုံးမယ်လို့ပါမယ်အဲ့ဒီကနေတပင်ကိုကျွန်တော်တို့ဟောဒီလိုမျိုးလေးလုံးလိုက်ပါเนาะဒီလိုလုံးလိုက်ပါ လုံးပြီးတော့ကိုဒီလိုပြန်ဖြစ်ချလိုက်ကြည့်ဒီလိုပြန်သွားဖို့လိုတယ်နော်အဲ့တော့အဲ့အဲ့လိုမျိုးမပြန်သွားဘူးဆိုရင်ပြပွက်ကမလှဘူးအဲ့တော့ခောက်ဒီလိုမျိုးလေးသူ့လုံးတဲ့စနစ်ကလေးကိုဒီလိုလေးလုံးကြည့်ရအောင်နော်နော်ဒါမျိုးလေးလုပ်ထားမယ်ပြန်တော့ဒီလိုလေးဖွက်ထားနော်ဖွက်ပြီးတော့ကျွန်တော်ဒီပုံစံတိုင်းလေးပုတ်ပေါ်ပါပါနေနေဒီလိုလေးကာရင်ကာလာမှာပေါ့နော်ပြင်ကျော်နှစ်ပင်မှာဒီလိုကောက်ကင်မယ်နှစ်ပင်ဒါမှမဟုတ်စကင်ရဲ့ကျော်ဒီလိုနှစ်ပင်ကင်ပြလို့ရတယ်နော် ိုလက်အစဉ်ပြေပြေဒီလိုကြိုက်ရလို့ပါပြီးရင်သူ့လက်ထဲကြောင်းတပင်ထည့်ရဆိုကြပါတော့နော်တပင်ထည့်လာပြီးတော့နောက်တပင်ဒီလိုပြန်ကင်လိုက်သူ့ဆုတ်ခိုင်းတာနော်မှတူကဒီမှာကျွန်တော်ဆုတ်ထားမယ်ဆိုလို့ရှိရင်အာဘာလို့လဲပြန်ဖြန့်ခိုင်းတဲ့အချိန်မှာတပင်နဲ့ဖြစ်နေအောင်လို့နောက်တစ်ခေါက်ပြန်ဆုတ်ခိုင်းတဲ့လက်ကိုဆုတ်ခိုင်းလိုက်အဲ့အချိန်မှာကျွန်တော်လှုပ်ဝက်ချက်တပင်ကိုကျွန်တော်ထည့်သွားပြီဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာတော့ကျွန်တော်ထွေထူးပြောကြရမလို့တော့ဒီမှာနှစ်ပင်ကြိုရောက်နေပြီပေါ့နော်သူဆုတ်ထားမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာနော် ဒီတေးဘေးကိုလှုပ်ပြလိုက်တာအမှန်တကယ်တော့ဘလို့ပြစ်လဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်ဒီကောင်ကိုလက်မနဲ့ဒီလိုမျိုးဆွဲလိုက်ပြီးလက်တန်းကဒီလိုဝင်လိုက်နော်နော်လက်မျိုးကနေဒီလိုဆွဲပါတယ်လက်တန်းကဝင်တယ်ပြီးရင်ကျောင်းဒီလိုလှုပ်လိုက်တယ်ပြောရင်တော့တေးဘေးကိုကျောင်းနှစ်ခေါက်ခေါက်လိုက်တာနော်နော်ခေါက်လိုက်တာအဲ့တော့မှကြည့်ဒီတေးဘေးကျောင်းဒီလက်ထဲထည့်တဲ့အချိန်မှာနော်ဒီလက်ထဲထည့်တဲ့အချိန်မှာဥမာကိုယ်ရဲ့ရှေ့မှာပဲကျောင်းပရိသတ်ကိုထားတင်ပါတယ် ထားတဲ့အခါမှာသူ့ရဲ့မျက်လုံးပေါ့နော်ဒီလိုအာသူကကိုယ့်သူနဲ့သူနဲ့ဒီလို level ဖြစ်တယ်ဆိုရင်အနည်းဆုံးဒီလိုလေးကျွန်တော်ဒီလိုထဲ့လို့ကာလိုက်ရဲ့အချိန်မှာပေါ့နော်တကယ်ဆိုရင်ဒီဒီ table ကျွန်တော်ဖတ်ညှစ်ကြတော့မှာလေအဲ့ချိန်မှာကျွန်တော်ကဒီလက်မကိုဖြုတ်လိုက်အပေါ်ထောင်ပြီးဒီလက်မကိုဖြုတ်လိုက်တော့ကျွန်တော် table ကိုပြစ်ထုတ်လို့ဖြစ်ပြီးသူ့ရဲ့ခေါင်းပေါ်ကနေကြော်ပြီးတော့အဲ့ table ဝင်းကအနောက်ကိုရောက်သွားပါလိမ့်မယ်နော်အဲ့လူကြားထဲမှာလည်းပြလို့ရတယ်နည်းနည်းတော့ကျင့်ပေးပါ ပြင်လိုက်တဲ့အခါမှာကျွန်တော်တို့နော်ဒီမှာဒီနမူနာပြမယ်ကျွန်တော်ဒါကိုလွှတ်လိုက်ပြအဲဒါဆိုအဲ့ဒီကောင်ရှော့လို့ဒီအပေါ်တက်ပြီးတော့ပြန်ပြီးတော့ပြုတ်ကြပါဘူးနော်အဲ့လိုကျွန်တော်နမူနာပြမယ်မှန်ကြည့်နေနော်မှန်တယ်နော်အဲ့လိုမျိုးထွက်မှာဒါပေမဲ့အဲ့ဒါအရှိန်နေတယ်အဲ့တော့ကျွန်တော်ကအရှိန်ငငယ်နဲ့လုပ်မယ်ဆိုလို့ရှိရင်နော်ဒီမှာနော်ဒီမှာကြည့်မယ်နော်အာမနော်လွှတ်ပြီးတော့ဟုတ်တယ်လွှတ်ထွက်လိုက်တာမြင်ရတာနော် ထားပါတော့အဲ့တော့မမြင်အောင်ဆိုရင်လေကျွန်တော်အဲ့ဒီနီးလေးကိုကျင့်ပါเนาะဒီကောင်ကျွန်တော်ကเนาะဒီလိုမျိုးဒီလိုမှဒီဒီကောင်ကနေဒီအပေါ်ထောင်တက်သွားလိုက်မှတွေ့လားเนาะဒီလိုထောင်တက်သွားလိုက်เนาะအဲ့တော့အဲ့ဒါကိုကြံရည်နဲ့ကျွန်တော်ကလက်တို့ဒီထောင်တက်သွားကန်ဒီအချိန်မှာကျွန်တော်ကဒီမှာဒါကိုဆုတ်ချလိုက်เนาะအဲ့တော့ဖြစ်နိုင်တော့အနောက်ဖက်မှာပေါ့เนาะဟိုကိုပြုတ်ကြသွားတဲ့နေရာမှာအတန်မကြားရတဲ့နေရာမျိုးဖြစ်နေတာပေါ့เนาะ ဒါမှမဟုတ်လည်းနောက်ဘက်မှာနေရန်ရှိနေသူအဲ့ပေပင်ပြန်တွေ့သွားနိုင်တယ်အဲဒီပြားဘက်ကိုပြလို့ရှိရင်လမ်းမထဲမှာပြတာမျိုးတွေကိုကောင်းပါတယ်အိမ်ထဲမှာပြတာလည်းဆိုင်နော် Okay ပါဒီတစ်ခွက်ရပါပြီနော်ဟုတ်ပြီနောက်တစ်တစ်ခွက်ထပ်ပြောပြပါမယ်နောက်တစ်တစ်ခွက်ကတော့ကျွန်တော်တို့ prediction prediction ပြားခွက်ပေါ့နော်အာတရားပါရည်လေအဲ့ဒါမျိုးဟုတ်ပြီမဟုတ်ဘူးပြားခွက်ကကျွန်တော်တို့ မဖြစ်ဖြစ်ချာโอเคနောက်တစ်ခါကျွန်တော် desire ကလေးနဲ့ prediction မှာကြိုက်တဲ့နေရာ salary တွေကိုကျွန်တော်ဖြည့်စုပ်ပြီးတော့ပြလို့ရပါတယ်အဲ့တော့ဒီပြားခွက်ကလေးရဲ့အဓိကအသက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီပြားခွက်ကိုလူချံပေါ့เนาะအရင်ဆုံးကလူချံကြောင်း TV မှာပြသွားမှုတွေတချို့လည်းကြည့်ဘူးလိမ့်မယ် T-back ဟို T-back ကလေးတွေမှာနံပါတ်တက်ပြီးတော့ဒီလိုဖြစ်တာအဲ့ဒါလေးကတော့ပူလှတယ်ဒါဒီ secondary နော် feedback လေးကတော့ဈေးကြီးလို့ကျွန်တော် feedback နဲ့မပြပေးတာအဲတော့စက်ကူနဲ့ကတော့ပိုကောင်းပါတယ်နော်အဲတော့စက်ကူနဲ့ကျွန်တော်ဒီမှာခုနကကျွန်တော်ပြရတဲ့နေရာမှာဆိုင်းဆိုင်းဆန်းလိုက်ကိုကျွန်တော်ကြူရေးရတယ်ပေါ့နော်ဘာကြောင့်ကြူရေးနိုင်တာလဲဆိုရင်လူမိန်းကလေးတော်တော်များများကကျွန်တော်ဆိုတော့နာမည်ပြောပါယောက်ျားလေးဆိုရင်ဆိုင်းဆိုင်းခန်းလိုက်ကိုပြောလေးရှိကြတယ်ပေါ့နော်အဲတော့ကျွန်တော်ကြူရေးရတယ်အဲတော့ဆိုင်းဆိုင်းခန်းလိုက်နဲ့မပြဘဲနဲ့တခြားနာမည်နဲ့ပြချင်တယ်ဆိုဘာမှကြူမရတာနဲ့ရတယ်ဒီတိုင်းလေးပဲခြားတာ အကျိုးရေးခြင်းလည်းဆိုတော့ကျွန်တော် performance အတိုင်းရေးပေါ့အဲ့တော့ channel process ကတော့ဒီမှာတစ်ချက်ကြည့်ပေးပါကျောင်းကသူတို့လူတယောက်ပထမနာမည်တစ်လုံးမေးလိုက်တယ်ထားပါအဲကြိုက်တဲ့ main ဆိုတော့နာမည်ဖြစ်ဖြစ်မင်းသားနာမည်ကြိုက်တာပြောလို့ရတယ်ကျွန်တော်ရင်အပြတာဆိုတော့လူအုပ်စုလိုက်ကိုဘယ်လိုပြလဲဆိုတော့ဒီကိုရဲ့ဖူးစာရှင်ဘယ်လိုဖြစ်မလဲကိုရည်စားဟောင်းနာမည်ကိုပြောပါဆိုပြီးကျွန်တော်အဲ့လိုပြခွက်လေးပြဘူးလေအဲ့ဒါလေးကပိုစိတ်ဝင်စားဖို့ကောင်းတယ်။မယောက်ျားလေးဆိုလည်းမင်းရည်စားဟောင်းနာမည်တယောက်ပြော အဲ့တော့ဒီဆောင်ကို3-4ယောက်ရှိတဲ့လူဆိုဝိုင်းယူကြပါဘောနော်အဲ့လိုဟာသအနေနဲ့ကျွန်တော်ပြပါဘောနော်အဲ့တော့ကိုယ့်ရဲ့ဒီဆောင်ကိုနာမည်ပြောပါဆိုရင်သူတယောက်နာမည်ပြောလိုက်နော်နာမည်ထားပါတော့သူမူမူပဲထားပါတော့နော်မူမူအဲ့ဒါကိုကျွန်တော်ဒီအောက်ကိုထိုးထည့်လိုက်နော်မူမူနောက်တယောက်ပြောခိုင်းမယ်နောက်တယောက်ထားပါတော့နောက်တယောက်ဆိုရင်ဟိုကြော်ကြီးပေါ့နော်ကြော်ကြီးနောက်တယောက်ကကြော်ကြီးဆိုလို့ရှိရင်ကြော်ကမတိအနိကက်လာကြီးလေ ကြော်ကြီးကိုကျွန်တော်ရေးမလို့ရေးလိုက်တယ်တကယ်ရေးလိုက်တယ်ကြော်ကြီးကိုပေါ့နော်ကြော်ကြီးနော်ကြော်ကြီးတကယ်ရေးလိုက်တယ်ပြီးတော့မှကျွန်တော်ဘာလုပ်လဲဆိုတော့မင်းမလိုက်ချင်အောင်စောင်းပြီးတော့အာဘာဖြစ်တာလဲမသိဘူးဆိုပြီးတော့မင်းမလိုက်ဘူးဆိုပြီးဒီနောက်ချစ်တယ်လို့လုပ်ပြီးတော့ဒီကောင်ကျွန်တော်ဒီကိုလှန်လိုက်တယ်နော်အဲ့လှန်တဲ့ process ကကျွန်တော်တို့နည်းနည်းလေးတကယ်ဟိုပြိတ္တတွေနဲ့ပြမယ်ဆိုသူတို့မသိကြဘူးပြဘာလို့မသိကြဘူးလဲဆိုတော့ တော့ဒီမင်းတို့ဒီမှာအာယုံရောက်နေတဲ့အချိန်မှာကျွန်တော်ရဲ့ဒီလက်အရွေတို့ live မကြည့်နိုင်ဘူးဒီလိုပဲတို့ကြည့်နေမှာအဲ့ကြောင့်မကြောင်ဒီလိုမျိုးလေးလှန်လိုက်တော့နော် okay ပြီးတော့မှကျွန်တော်ကဒီမှာအမှင်ရသွားတဲ့အချိန်မှာကြော်ကြီးဆိုပြီးတော့ကျွန်တော်ကထက်ရေးရပေါ့အမှန်တော့နှစ်ခါရေးလိုက်တာနော်ပြီးတော့ထည့်မယ်အဲ့လိုပဲနောက်တစ်ခုကမူမူ sorry အာနန္ဒပေါ့နန္ဒနော်ထားပါတော့အဲ့လိုနာမည်တွေမေးမေးနဲ့အားလုံးဒါတွေကုံသွားပြီဆိုတဲ့အချိန်မှာကျွန်တော်ဒီမှာတော့ ထပ်မကြီးတော့เนาะကျွန်တော်နံပါတ်3လုံးပဲကြီးလိုက်တယ်။အဲ့တော့ကျွန်တော်ဒီမှာလှုပ်ဝက်ဆိုတာ ਨੇ ဒီနားမှာကြော်ကြီးကိုကျွန်တော် prediction ရေးလိုက်မယ်။ကြော်ကြီးပေါ့เนาะဟုတ်ပြီ။ကြော်ကြီးကျွန်တော် prediction ရေးပြီးတော့ဒီမှာအချိန်ကြာမှာကျွန်တော်ချမယ်။ကျွန်တော်ပြတော့ကတော့ဆိုင်းဆိုင်းခန့်လိုက်ဘာကြောင့်ကြူရေးတာလဲဆိုတော့ main ကလေးတော်တော်များများကဆိုင်းဆိုင်းခန့်လိုက်ဆိုတဲ့နာမည်ကိုပြောကြပါလေ။ဒါကြောင့်ကျွန်တော်ဆိုင်းဆိုင်းခန့်လိုက်ကြူရေးရတာပါ။ဒီမှာဆိုရင်တော့ကျွန်တော်သူတို့ရဲ့ရည်စားကောင်းဆိုတဲ့ပြောက်ကနဲ့ပြရင်တော့ဒီလိုကြူမရေးတာပဲနဲ့ ခုနကလှန်ပြီးတော့မှကြော်ကြီးကိုရေးဟုတ်ပြီကြောက်တာကိုပြစ်မယ်ဆိုရင်ဘလို့ပဲပြစ်ပြစ်ဒီကြော်ကြီးကနှစ်ဖက်ဖြစ်နေတယ်ဆိုတော့သူဒီဘယ်တော့မှဒီလိုပြောင်းကြမှာမဟုတ်ပါဘူးနောက်ဆုံး final မှာသူဒီတကွတ်နော်အကုန်လုံးနေဘလို့ပဲပြစ်ပြစ်နောက်ဆုံးမှာဟိုစူးကြပါစို့ကျွန်တော်ဒီကောင်ပြစ်လိုက်မယ်ပေါ့နော်ဒီကောင်ပြစ်မယ်ပြစ်ချလိုက်လို့ရှိရင်လည်းမာတိဒီကောင်တစ်ခုကျွန်တော်ဖယ်လိုက်တယ်ပေါ့နော်မှောက်နေတဲ့ဟာကိုပြင်ဒီကောင်နှစ်ခုကျွန်တော်တို့ပြစ်မယ်ပေါ့ နော်ဒီမှာတွေ့တာတောက်ဖယ်လိုက်တယ်ပေါ့ဖယ်ပြီးဒီမှာကြော်ကြီးနော်ကြော်ကြီးကိုပဲသူနာမည်တိပလိစီပြီးရတယ်ကျွန်တော်ဒါကိုခြေပြီးတော့ပြစ်လိုက်တော့ဘာကြောင့်လှုပ်ပြစ်လိုက်လဲဆိုတော့ဒီကောင်လှုပ်ဝက်ချက်ကိုသူတို့သတိထားမိသွားမှာစိုးလို့ပေါ့နော်ပြစ်ပြစ်လိုက်တော့ပြီးတော့မှဒီဆိုင်ရက်ကို attention ပေးလိုက်မယ်ကဲအဲ့ဟာကကြိုသိနိုင်မှာမလားဆိုပြီးတော့ကျွန်တော်ဒီကောင်ကိုပြပေးလိုက်နော်ကြော်ကြီး okay ပါဒါဆိုရင်တော့ဒုတိယပြပွဲကလေးပါနော် အားလုံးပဲအဆင်ပြေနိုင်မယ်လို့ထင်ပါတယ်နောက်ဆုံးတစ်ခွက်ထပ်ပြပေးပါမယ်အဲ့ဒါကတော့ကျွန်တော်ခုနဖဲတုံးနဲ့ပြခွက်ပေါ့ဖဲတုံးနဲ့ပြခွက်အတွက်ကျွန်တော်လှုပ်ဝက်ချက်ကဖဲအပြာရောင်တဲကနော်ကြိုက်ရဖဲတစ်ချက်ထုတ်လိုက်ပါကျွန်တော်ဒီမှာတော့ space 9ကိုထုတ်လိုက်ရယ်နော်ထုတ်ပြီးရင်ကျွန်တော်ဒီဖဲတုံးထဲမှာကျွန်တော်ပြန်ထည့်မယ်ဒီဖဲတုံးထဲမှာပြန်ထည့်မယ်ဒါလှုပ်ဝက်ချက်မပါတော့ဘူးဗျာနော်အဲ့တော့ဒီမှာကလည်းကြိုပြီးတော့ space 9တစ်ချက်ကိုကျွန်တော်ဒီထဲမှာထည့်ထားမယ် ဒါကိုကျွန်တော်ဒီမှာအုပ်ထားမယ်ပြီးရင်ကျွန်တော်ဒီကောက်ကိုဒီမှာဖွက်ပြီးတော့ဒီနားမှာကျွန်တော်ထည့်တာနော်ဒါမျိုးလေးထားရမှာပေါ့အဲ့တော့ဒါကိုကျွန်တော်တို့ကဒီလိုမျိုးကိုကန်ရတွေ့ရလွယ်တဲ့နေရာမှာထားပေးပါနော်မင်းကျွန်တော်ခုကင်ရတဲ့ပုံစံဆိုဒီအောက်ကကောင်ပြီးပြုတ်လဲမကြောက်ဘေးကိုလည်းထွက်မယ်ဥမာဒီလိုကြီးထွက်နေတယ်ဆိုရင်ပေါ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်ကင်ငယ်ကဒီလိုပုံစံလေးနဲ့စနစ်ကြကင်တာပါဒီကောင်ဒီလိုခောက်ပြတ်နော်အတန်မြင်နေတယ်ပေါ့ ပြီးတော့ဒီကောင်ကိုကျွန်တော်ပြန်မလို့လွယ်တဲ့နေရာမှာထားထားပေးပါတော့ပုံမှန်ဆိုကျွန်တော်တကယ်အပြင်မှာပြရင်ကျွန်တော်စာအုပ်တို့သပွဲကုန်ကောင်းရင်မလို့ဒီလိုတင်ထားလိုက်ပြန်ကောက်ရဲကျွန်တော်ဒီလိုကောက်လိုက်လို့ရတယ်နော်မှန်လीနော်ဟုတ်ပြီအဲ့တော့ပြီးရင်ကျွန်တော်ကဖြစ်နိုင်တော့ခုနပြောလို့သပွဲကုန်ကောင်းမှာတင်ခိုင်းတာတင်ထားလိုက်ပေါ့နော်ပြီးရင်ဒီဖဲရုပ်ကိုကြိုက်တယ်လို့သူတို့ club ထိုးပေါ့နော်ကြိုက်တယ်လို့ club ထိုးတယောက်ကချိုးလိုက်ချိုးတဲ့အခါမှာမင်းဒီဖဲထုတ်သေးဟို ဒီဘဲကူကိုမင်းခောက်ကြည့်ဆိုကျွန်တော်အဲ့လိုပေးလိုက်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ကဒီတိုင်းတင်ရတဲ့ play တင်ပြီးတော့ခောက်မကြည့်ခိုင်းဆိုရင်အဆင်မပြေဘူးမင်းခောက်ကြည့်သူအဲ့မှာခောက်ကြည့်လိုက်အော်အဲ့တော့သူကဒီဘော်ကဖဲချက်ကိုသူမေ့သွားတယ်ဘာလို့ကျွန်တော်ကခုနကမှတင်လိုက်တာနော်ဟုတ်ပြီပြီးရင်ကျွန်တော်ဒီမှာဒီဖဲတစ်ချက်ရှိမယ်အော် okay မင်းကနာကြိုက်လို့ clubban ထိုးထားတဲ့အပေါ်ဖဲလေးကိုလည်းကြည့်လိုက်အောင်ဒီမှာတော့ twist 2နေပါလိမ့်မယ် okay ပါကျွန်တော်တို့ ဒီကြောက်ဘက်ကလေး၃ဘက်ကနမူနာလေးနဲ့ကျောင်းဒီပြောမယ်အပတ်စဉ်ရဲ့ပထမဆုံးပတ်တစ်ပတ်ကိုနမူနာပြပေးရတဲ့ကြောက်ဘက်ကလေးဖြစ်ပါတယ်နောက်အပတ်များမှာလည်းကျွန်တော်တို့ဒီလိုမျိုး၃ဘက်၃ဘက်ကိုသင်ပေးသွားမှာဖြစ်လို့အချိန်မှန်လေးစောင့်ကြည့်ပေးပါ ဒီဗီဒီယိုလေးကိုဒေါင်းလုဒ်ဆွဲပြီး share လုပ်တာမျိုးတွေလုပ်ကြပါနဲ့။ဘာကြောင့်လဲဆိုတော့ဒါလေးကကျွန်တော်တလာလုံးမှ2000နဲ့ယူထားတာပါ။ဒီပြောက်ွက်တွေက2000မကတန်ပါလေကိုတက်သွားလို့ရှင်ကိုရဲ့မိတ်ဆွေတွေကိုပျော်အောင်လုပ်တာပဲဖြစ်ဖြစ်နော်။ကိုစိတ်ဝင်စားနေတဲ့ crush ကိုပျော်အောင်လုပ်ပေးတာပဲဖြစ်ဖြစ်ကြိုက်တာလုပ်လို့ရပါတယ်။ဒီဗီဒီယိုလေးကိုဒေါင်းလုဒ်ဆွဲပြီးတော့ share တာမျိုးတွေမလုပ်ပါနဲ့เนาะအားလုံးပဲကျေးဇူးတင်ပါတယ်